အခုရောင်ရှိနေတဲ့နေရာကပထယမော်နော်ချွန်ပူရီခရိုင်ထဲမှာရှိတဲ့စုခဝတီပေါ့နော်စုခဝတီဟောင်းဆိုတဲ့ဒီအိမ်ကြီးကိုရောက်နေပါတော့ဒီအိမ်ကြီးကနန်းတော်ကြီးလိုပုံစံယူပါတော့ဒါစုခဝတီဟောက်ထဲမှာအိမ်ကြီးတွေကအာဒုတိယတပ်ပေါ့နော်ဒီဒုတိယတပ်ထဲအဲ့ဒါကြီးရတယ်ဒါ အကျယ်ကြီးပေါ့နော်ဒီမှာသူတို့ပြထားတာလေးပေါ့နော်အာစိတ်ဝင်စရာစရာကောင်းတာကဒီဒုတိယဓာတ်ထဲမှာအာရှိတဲ့ဒီဘယ်လိုပြောရမလဲဒီခင်းချင်းပြထားတဲ့နေရာမှာရတ်တော်မူရုပ်ပွားတော်ကြီးကိုသူတို့ဟောပြနာထားတာပေါ့နော်ရောမသားရုပ်ဘုရားရတ်တော်မူရုပ်ပွားတော်ကြီးကိုသူတို့ထွန်းထုတ်ပြီးတော့ဒါပူဇော်ဟောထားတာပေါ့နော်ဒါအစ်ဝင်စားပေါ့ပေါ့နော် ဒီအထက်မှာဘောလေဒါနာညာဘယ်ဘက်ဒီညာဘက်ဒီမှာသူတို့ဟိုရဒီရိုးရပုံစံတွေဘောလေမျိုးစုံမျိုးစုံတွေဘောလို့သူတို့ပြထားတာလေဒါစိတ်ဝင်စားစရာကောင်းတယ်ဘောနော်မိမိကတော့ဒီရက်တော်မူရုပ်ရတော်ဒီကိုရုပ်ထူတာထုလုပ်တာနဲ့ပုံစံကိုဒါစိတ်ဝင်စားတာဘောနော်ဒါဒီဒုတိယဓာတ်ကောဘောနော်ဒီအလေတဲတဲမှာလေရုပ်ဝါတော်ကြီးကိုခုမြင်အောင်ဆိုပြီးတော့ တို့ထွန်းထူတာပေါ့နော်အပေါ်မျက်နှာကျက်နဲ့လည်းမနေမဝေးပုံစံလေးပေါ့နော်ပြသတာဟိုနောက်မှလည်းထိုင်တော်မူရပွားတော်တွေတော့အများကြီးရှိတယ်ပေါ့နော်ဒါကတော့တကယ်ကိုဒီဒုတိယဓာတ်မှာရှိတဲ့အာရုပ်ပွားတော်ကတော့ပုံဟိုဘယ်လိုပြောမလို့ထုတ်လုပ်ထားတာပို့ပြီးတော့ဟာတက်ဝင်တယ်လို့ခံစားရတာပေါ့နော်မိမိစိတ်ထဲမှာပေါ့နော်အဲကြောင့်မို့ဒီဒုတိယဓာတ်ကိုတော့အများအားမိမိကသွားပြီးတော့ရောင်းနေရှိတယ်ပေါ့နော် အဲဒါကတော့အမေနဲ့ပါလာတဲ့ရေဒီမီကနေပြီးတော့ဘုရားဥချနေပါတော့နော်အဲဓမ္မပေါ့နော်ဒါကတော့သူစိတ်ဝင်စားတဲ့အယုတ်ကလေးတွေကိုကြည်နေတာကဒါဒုတိယဓမ္မပြတာပေါ့နော်အဲဓမ္မစင်ဟုတ်ပေါ့ဝက်ဝတ်ပုံစံလေးတွေပေါ့နော်။ညာတောင်းတာကြီးပါပုံစံလေးတွေငက်ကလေးတွေလာဘဲလေးတွေလာပေါ့နော်။တောင်းတာကြီးဘူး။ဒီနေရာမှာသူတို့တွေပြသတာလာပေါ့နော်။အဲ့တော့ဒီ ကထရားမှာရှိတယ်ဗောနဒီစုပဝတိဟောဆိုရအင်းရတော့တကယ်အာနန်းတော်ကြီးအလာပဲဗောနတကယ်လေခမ်းနာပါတယ်နော်မနေ့ရှင်းနိုင်ဖွင့်ပြီးတော့ညနေ9:00နာရီ6:00နာရီပိတ်တယ်ဗောနအဲ့တော့အာလူတွေကတော့တယောက်ကိုဝင်ကြီးတရားပေးရတယ်ဗောနအဲတရားပေးရတယ်အဲသူအစားစားစားရင်တော့ပတ်စံထပ်ပေးရတယ်သူရယ်နော်အာပေးရတယ်ဗောနဘာဖြစ်ဖြစ်ပေးရတာ ਨੇ တန်အောင်လဲစရာတွေလဲ အဲအများကြီးရှိတဲ့နေရာလေးပေါ့နော်။ဒါကြောင့်မို့အာဒီပထယာကိုရောက်ခဲ့မယ်ဆိုရင်တော့ဒီစုခဝတီဟောက်ပေါ့နော်။ဒီအိမ်ကြီးကိုလည်းပေါ့လေနန်းတော်ကြီးနဲ့နန်းတော်ကြီးအလံပေါ့လေခန်းနာတယ်ပေါ့လေဒီအိမ်ကြီးကိုလည်းသွားရောက်လဲပတ်ကြဖို့ဒါအကြံပြုတိုက်တော်မှာလေ